ိုလားအပ်တယ်ကိုဝင်နေကြောင်းစိတ်ညစ်နေရမှာသလားအဲ့ဒါဆိုရင်တော့အခုဗီဒီယိုကအသေးတော်ပဲဖြစ်ပါတယ်ဟယ်လိုကျွာဒေါက်တာအနေပြန်နေကြည့်လို့လိုက်ပါတယ်ဒီနေ့မှဆိုရင်တော့ကျွန်တော်ကိုယ်တန်းနေစုပါဘယ်နှမျိုးရှိလဲဘယ်နီးလန်းကဘယ်လောက်ကြာတဲ့အချိန်စိတ်ချရလဲဘယ်နီးလန်းကဘယ်သူရင်းနဲ့ပုံပြီးတင်းတော်လဲဆိုတာမျိုးပြောပြပေးတာမှာပဲဖြစ်ပါတယ် မာနီလက်တစ်ခုကတော့ကျွန်တော်တို့ implement တက်လို့ခေါ်ပါတယ်။သူကတော့ကျွန်တော်တို့ registration ဟောင်းဝန်းပါတယ်ပြုံချောင်းလေးကိုပေါ့နော်ဒီလမောင်းထဲမှာထည့်ရတဲ့နီးဖြစ်ပါတယ်။သူရအနည်းတရားဆိုရင်တော့ကျွန်တော်တို့၃နှစ်ကနေ၅နှစ်လောက်ထိခံတဲ့အတွက်ကြောင့်ကလေးယူဖို့အတွက်အချိန်လိုသေးတဲ့သူမျိုးတွေအတွက်မှာတင်တော်ပါတယ်ဗျ။ နောက်တစ်ခုကတော့ကျွန်တော်ဒီမိန်ကလေးရဲ့တိမ်လေးကိုပေါ့နော်တီပုံစံကျွန်တော်ဒီဆက်ပြောင်းချောင်းလေးထည့်ရဖြစ်ပါတယ်။သူ့မှာဆိုရင်ကျွန်တော်တို့ဟော်မုန်းပါလာရှိတယ်လို့ဟော်မုန်းမပါပဲနဲ့ကိုပါပဲပါလာမျိုးလည်းရှိပါတယ်။သူ့အားဆိုရင်လည်းကျွန်တော်တို့ကိုဝင်မရပေါ့နော်နှစ်ချီကြောင်ထဲပေးနိုင်တဲ့အတွက်ကြောင့်ကလေးယူဖို့အချိန်ကြောင်မဲ့သူတွေအတွက်တင်တော်ပါတယ်။ နောက်ထပ်နီလန်းတစ်ခုကတော့ယောက်ျားလေးတွေရဲ့ဒီ span သွားလမ်းကြောင်းပေါ့နော် first different ကိုပိတ်တဲ့ဒါမျိုးဖြတ်တဲ့အနည်းနဲ့ main ကလေးတွေရဲ့တာဥပြုံကိုပိတ်တဲ့ဒါမျိုးဖြတ်တဲ့နီလန်းဖြစ်ပါတယ်ဒီနီတစ်ခုကတော့ကျွန်တော်တို့ကလေးလုံးဝမယူတော့တဲ့သူမျိုးတွေမှာလောက်ကြတာများပြီးတော့တာကြောဖြတ်တယ်လို့လည်းခေါ်ကြပါတယ်ဗျအခုပြပြခဲ့တဲ့နီလန်းလေးခုကတော့ကိုရင်တားနိုင်မှုစိတ်ချအောင်နီလန်းတွေပဲဖြစ်ပါတယ်ကဲဒါတို့တခြားနီလန်းတွေလည်းဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျအရင်ဦးဆုံးအနေနဲ့ကိုဝင်တားပြည့်ရဲ့တောက်ဆေးတွေအကြောင်းကြည့်လိုက်ရအောင်နော် နော်တော့ကိုဝင်တာတောက်သေးတွေမှာဆိုရင်နော်အရေးပေါ်ဓာတ်သေးနဲ့28လုံးပါတယ်ဓာတ်သေးဆိုပြီးတော့2မျိုးရှိပါတယ်အရေးပေါ်ကိုဝင်ဓာတ်သေးမှာတော့တစ်လုံးဓာတ်ပုံ2လုံးစသဖြင့်ပါတယ်ပြီးတော့အတူတူနေပြီးနောက်ပိုင်း3ရက်အတွင်းမှာသုံးလုံးပြရမှာပဲဖြစ်ပါတယ်သူ့ရဲ့နာမည်ဒါတကယ်အရေးပေါ်အခြေအနေမှာပဲသုံးလုံးသိနာဖြစ်ပြီးတော့သူ့မှာဒီ side effect တွေအများကြီးတွေ့ကြပါတော့ဒီအတူတူလည်းနေပြနေုံမဲ့ ဒီကလေးယူဖို့လဲကြာအောင်မယ်ဆိုရင်တော့တခြား side fan နေတဲ့ကိုဝင်တာနီလန်းတွေကိုအသုံးပြုတင်ပါတယ်ဗျ။ဟုတ်လားကိုနေသက်ရှင်လုံးပါတယ်ကိုဝင်တာတောက်စင်ပါဆိုရင်တော့ကျွန်တော်တို့ estrogen progesterone hormone နှမျိုးပါတယ် combine order corona sub တွေ COC တားစင်နဲ့ progestin တစ်မျိုးပဲပါတယ် progestin only pay ပေါ့เนาะ VOP တားသေးဆိုပြီးတော့2မျိုးရှိပါတယ်နှစ်ခုမှဆိုရင်တော့ COD တားသေးရဆိုရင်တော့ကိုဝင်တားနိုင်မို့ပို့ပြီးတော့စိတ်ချရပါတယ်เนาะအခုပြောပြသွားရတယ် COD နဲ့ VOP တားသေးတွေအားဆိုရင်တော့တို့ဆေးဖြတ်ပြီးသွားရင်လည်းကလေးပြန်ပြီးတော့ရနိုင်မို့လွယ်ကူတဲ့အတွက်ကြောင့်လူသုံးများနေတဲ့တားနည်းတွေလည်းဖြစ်ပါတယ် နောက်တစ်ခုကတော့သုံးလခံတားစီဖြစ်တဲ့တပိုထိုးတာပဲဖြစ်ပါတယ်။တို့ဒီတပိုထိုးတာရဲ့မကောင်းတဲ့အချက်ကတော့ weight တက်လာတာနဲ့တော့ကလေးပြန်ပြီးယူခြင်းမီဆိုရင်ချက်ချင်းကလေးမရနိုင်ပဲနဲ့ဆေးထိုးတာရပ်ပြီးတော့ဗောနော်ဆယ်လာဝန်းကျင်လောက်ထိပြန်ပြီးဆောင်းရလာပဲဖြစ်ပါတယ်။ ဲ့ဒါမို့လို့ကလေးရှိဖို့အတွက်အချိန်သိပ်မလို့တော့တဲ့သူမျိုးပါဆိုရင်တော့တပူထိုးရဟာမသိတော့ပါဘူးခင်ဗျာမထွက်တနည်းရတော့အလုံးသိကြရတယ်ကိုနှုံးသုံးနာမြဖြစ်ပါတယ်တကယ်တော့ကိုနှုံးသုံးနာဟာကလေးရှာသွားနိုင်ကြီးအရင်အရင်များလာတော့တော့ဒီကိုဝင်တားနိုင်မှုစိတ်ချရင်လည်းဆိုရင်တော့တခြားစိတ်ချရတယ်ကိုဝင်တားနည်းရင်းနဲ့တွဲပြောစားလုပ်သင့်ပါတယ်နော် နောက်ထပ်ပြက်ကြရင်ကြည့်ပြီးတော့ရက်တွေ့ပြီးတော့ဒူလူနေတယ်ကလန်နာမက်သတ်နဲ့ကျွန်တော်တို့ပြီးကန်ဒီမှာအပြင်ထုတ်ပြီးတော့ပြီးတယ်ဆိုတဲ့ဒီလန်တွေကလည်းကိုဝင်ရသွားနိုင်ကြည်အကျန်းရဲကိုများတာကြောင့်ကိုဝင်ရသွားခဲ့ရင်လည်းစိတ်ပူစရာမလိုတဲ့အခြေအနေမျိုးမှာပဲလုပ်သင်ပါတယ်နော်ကဲအဲ့ဒါဆိုရင်ကိုဝင်တန်းဒီလန်တွေအကြောင်းနဲ့ဘလို့လူကဘလို့နီးနေတဲ့တော်လဲဆိုတာတွေကိုသိသွားမယ်လို့ယုံကြည်ပါတယ်အခုဗီဒီယိုလေးကနေတင်းတွေအကျိုးရသုံးတွေရရသွားခဲ့မယ်ဆိုရင်တခြားသူတွေလည်းသိသွားအောင် share သွားပေးပါအောင်နော် ကဲအဲ့ဒါဆိုရင်အခုဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်နော်သင်ကျမ်းမနေစီဖို့အများကြီးလိုတာရတယ်သင်ရဆရာဝန်ယူအားဒေါက်တာ